2025ခုနှစ်ဇူလိုင်လ12ရက်စနေနေ့မနက်စောစောကိုနှုတ်ကတော်ညီဖျားခင်တာတယောက်လည်းကျွန်တော်တို့တပြတ်ခန်းစားပြီးတိရကလာတော်လာခြင်းလည်းမဲ့ခွင့်ရတဲ့ပြစ်စီပြည့်ဖြစ်ရှင်တော်မှာပုံကြည်ပါစီတော့ကလာရှင်ရှိစွာရွေးတော်မစွင်နှစ်စာနေဒီဂရီပါဝင်ကျွန်တော်ကျမတယောက်ချင်းစီတက်ရှင်ခဲ့တာ193ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်ကရက်193ရက်ကလာရှင်ဘလို့သုံးပြုကလေးပြန်ပြောင်းဆန်းစစ်စစ်ကြောဆင်ကျင်သုံးသွင်းကြရအောင်ကျွန်တော်ယုံကြည်မြင်လင့်တော့အကောင်းဆုံးသုံးပြုခဲ့ကြမယ်လို့ယုံကြည်မျှော်လင့်ပါတယ် ကျန်ရှိသေးတာတော့မရက်ဖက်နေစပြီးတော့နှစ်ကုန်ထိ182ရက်ကျန်ပါသေးတယ်။ကျန်ရှိရဲ့နေ့ရက်တွေကိုလည်းအကောင်းဆုံးကာလချင်းကိုအသုံးပြုဖို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Bless of Morning အစီအစဉ်ကိုအဓိကချေပြီးမှကြားစားတော့ယောမရစာခန်းကြီး73အပိုက်ငယ်8တစ်ချက်အပိုက်ငယ်10တစ်ချက်ဖြစ်ပါတယ်။အချင်းချင်းချစ်ချင်းမေတ္တာမတပါအဘယ်ကျွေးမြမတင်စေနဲ့။သူတပါးကိုချစ်တော်သူသည်အချင်းတရားနဲ့ပြည့်စုံပြီးအပိုက်ငယ်10 ချစ်ချစ်မြတ်တာရှိသောသူသည်ကိုရင်းဆက်ဆံသူ၏အကျိုးကိုမဖြစ်စီတတ် ထို့ကြောင့်ချစ်ချင်းမြတ်တာသည်အကျင့်တရားပြည့်စုံရာဖြစ်သည်နှုတ်တော်သည်အသက်ရှင်ဆုံးရပြတိုင်းကြောက်တော်မှာပြသခြင်းသည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေသောအာမင်တမန်ရှင်ဘောလူကယောမမြတ်ရှိရဲ့ယုံကြည်သူတွေကိုချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့တိုက်တွန်းနှိုးဆော်နေတာဖြစ်ပါတယ်အချင်းချင်းချစ်ချင်းမြတ်တာလွဲလို့အဘယ်ကျွေးမြမရှိစင်းနဲ့အေး ညီကိုရေမင်းငါချစ်ဖို့အကျွေးရှိနေပါလားညီမရေကျမခင်ဗျားကိုချစ်ဖို့ညီမကိုချစ်ဖို့အတွက်အကျွေးရှိတယ်အဲ့လိုပဲရှိရမယ်တခြားအကျွေးမရှိရဘူးလို့ပြောပါတယ်ဘာကြောင့်လဲသူတစ်ပါးကိုချစ်တော်သူသည်အကျင့်တရားနဲ့ပြည့်စုံတယ်လို့ပြောပါတယ်မှန်ပါတယ်ချစ်ချင်းမြတ်တန်ကျင့်တဲ့သူကအကျင့်တရားအလုံးစုံကျင့်ပြီးသားသလိုကျမ်းစာဖော်ပြတာအဲ့တော့လည်းအပိုင်ငယ်တစ်စရာပြောပါသေးတယ်ထို့ကြောင့်ချစ်ချင်းမြတ်တာသည်အကျင့်တရားပြည့်စုံရာဖြစ်တည်တယ်လို့ပြောတာအောင်ကျွန်တော်သိကြတယ် God is love ဘုရားခင်ရဲ့ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ဒါဘုရားခင်သားမြေလက်ချစ်ခြင်းမေတ္တာနဲ့တွားဖို့လိုအပ်ပါတယ်။ကြောင့်ယူမောတောင်းတောင်းဆက်ဆံတဲ့အခါမှာ the basic of love ချစ်ခြင်းမေတ္တာအခြေခံတဲ့ကျင့်လဲရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ရင်တောင်းတောင်းမေတ္တာမရှိရင်သူများအကျိုးဖြစ်တော်မယ်။ဒါကြောင့်ချစ်ခြင်းမေတ္တာရှိတဲ့သူကအဲ့ကိုယ်နဲ့ဆက်ဆံသူရဲ့အကျိုးမဖြစ်စည်းတတ်ဘူးပြောပါတယ်။တယောက်ကျိုးတယောက်ဖြစ်စည်းနေပြီဆိုတာဒါသတိထားဖို့လိုတယ်။တိကောက်မှားကောင်းမှားမယ်ဗျာ။နော်မမှားဘူးလို့မဆိုဘူး။ ကံမှားတဲ့ရာပေါ်မှာဘာဖြစ်လို့သဘောလည်လွင်လျှောက်ကြည်ညာနေလဲဓာတုအကျိုးကိုဖျက်ဆီးနေတာမဟုတ်ဘူးလား။အော်ချစ်ချင်းမေတ္တာရှိရဆိုဘာလုပ်ရမလဲ။သူ့အတွက်စူပေါင်းပေးဖို့ပဲဖြစ်ရမှာဖြစ်ပါလား။ခုလောစေကျွန်တော် Facebook တွေမှာကျွန်တော်ကြည့်တဲ့အခါလွန်ကျူဟောရတူရှိပါတယ်။ဒါပေမဲ့ကျွန်တော်ကြားတဲ့ဆူတောင်းပေးလိုက်တဲ့သူတို့အတွက်ဘာလို့သူလဲခွတ်တော်ရဲ့ခန္ဓာကိုယ်ပဲလေ။သူလဲပြောင်းနေတယ်လို့ကျွန်တော်သိမှတ်တာ哦။ယုံကြည်တာ哦။အော်သူဒီလို ဟုတ်လားအတိန်ဆောင်းကြီးတက်ပေါ့လေအစွန်တရားရောက်ပြီးဟောနေတယ်ဟောတော့ဆိုဘုရားခင်သူ့ကိုတက်မှတ်ပေးပါဒါသူ့အတွက်ဘာညီကိုဖြစ်တာဟုတ်ခွတ်တဲ့ခန္ဓာကိုယ်မှာကျွန်တော်ကအင်္ဂါအစိတ်ပိုင်းအသီးသီးတွေဖြစ်ကြတာဟုတ်လက်က6တောင်မလို့လို့ပြောလို့ရမလားဒါတမန်တော်ပြောနေရပါကောရင်သူ့ကိုပြောတဲ့ခါမှာမျက်စိကဟာလားလက်ကိုမလို့လို့ပြောရမလားမပြောရအောင်အကြောင်းတရားလိုအပ်နေတာပဲ 特别是你过去那嘛，都就偏路两阿不过了过过偏单的就来了叫，半半嘛，真是还偏偏去嘛人。都这啊，都这像我们，阿啊，偏都不上呢。我一般经常表阿妈吧，偏的呢，像那偏些些嘛人，这偏路偏西路嘛偏的。第二，因为人家好嘞，难交流，噶啦，他妈的表姐妹阿达达聊，好交了没样，难打聊一样，没沟通都表些了。 ဘာပြောလဲချစ်ချင်းမေတ္တာမရှိတဲ့ကြောင့်သူ့အကျိုးဖျက်ဆီးနေတာဒေါ်ကျန်းစာကိုပြန်ပြီးတော့ဖတ်ပြချင်ပါတယ်သိချာကြားနိုင်အောင်ချစ်ချင်းမေတ္တာရှိသောသူသည်ကိုယ်နဲ့ဆက်ဆံသောသူ၏အကျိုးကိုမဖျက်ဆီးတတ်လို့ပြောတာဒီလိုတရားရဲ့အကျိုးစီးပွားကိုဖျက်ဆီးနေပြီဆိုရင်ဒါတတိထားတော့မေတ္တာမဲ့နေပြီဆိုတော့သိဖို့ပဲဖြစ်ပါတယ်ကြောဒီနေ့မေတ္တာလွဲ့လို့အခြားအကျိုးမရှိကြဆိုနေနားရှိသောသူတွေကကြားပါစေ ကြောက်ရဲနှုတ်ကတော့လည်းဝေငှချက်ပြီးရောက်တယ်မှာဘုရားသခင်သည်အသစ်တပံပြန်လဲကောင်းချီးပေးပါစေတော့စွတ်တော်နိုင်ကြပါစို့မြတ်တော်ရှင်ဖဖျားချစ်ချင်းမေတ္တာလွှဲလို့အခြားအကျွေးမရှိရလို့တမန်တော်ကြီးကနှိုးဆော်ပါတယ်သူတစ်ပါးကိုချစ်တဲ့သူကအချင်းချင်းနဲ့ပြည်စုံနေချစ်ချင်းမေတ္တာရှိတဲ့သူကကိုယ်နဲ့ဆက်စုံသူရဲ့အကျိုးကိုမဖြစ်စေတတ်ဘူးတိဆောက်ဖို့ပဲဖြစ်မှာဖြစ်ပါတယ်အဲဒါကြောင့်ချစ်ချင်းမေတ္တာဒီအချင်းတရားနဲ့ပြည်စုံရဖြစ်တယ်လို့ဖော်ပြပါတယ်ဒါတော့ဒီနေ့ခပြီးတော်ဘုရားသခင်သည် ချစ်ချင်းမေတ္တာဖြစ်တဲ့ကိလို့သားတို့ဒီချစ်ချင်းမေတ္တာအဖြစ်ပြည့်စုံသွားလာခြင်းလည်းပြီးအသက်ရှင်တတ်ဖို့လိုကနှုတ်ကပတရားစွာဖြင့်အလေးပေးခြင်းပဲ့ပင်ခြင်းသွန်သင်ခြင်းတို့ကပြုပြီးအကောင်းချီးပေးပါမိကြောင်းထားပြောင်းအသက်ရှင်တော်မူသောအရှင်ယေရှုဖရားနာမတော်မြတ်ကိုပြုပြီးပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရပါဖရားသခင်အာမင်ဒီနေ့စနေဆိုတော့မနေ့က17ရက်မွန်တက်ဆက်ဆက်နိုင်ပါလေ မိဘများတမတန်အစီအစဉ်ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်လို့နားထောင်ပြီးလားပြောတော့နားထောင်သေးနားထောင်ပါအောင်လို့ဖော်ပြလိုပါတယ်။ကဲဒီတပတ်တာကတော့နှစ်ချုပ်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ခင်ဗျားနေ့ဇူလိုင်လ6ကစရီ6 8 30ပြင်စနစ်ပေါ့။ရောမော်ရိုဆန်နေ့လေ့ကျင့်စဉ်းစားခဲ့ပါတယ်။မနေ့ကကျွန်တော်ဆလာကြံစဉ်းစားတယ်ပြီးခဲ့တဲ့9ရက်9ရက်မနေ့က7ရက်ဆလာကြံ3ကျင်စဉ်းစားပါတယ်။ကျွန်တော်ဖြစ်စဉ်ကြဒီအခြေရအောင်လုပ်ပြီးတော့ဒါလည်းအားလုံးဆလာစောဆန်း3ကျင်း ရောမဆိုရောမလေးချိန်ပြန်နှောင်းထောင် ကြည့်ပါအောင်လို့ကျွန်တော်အချိန်မရရအောင်လုပ်ပြီးတော့နှောင်းထောင်ကြည့်ပါအောင်လို့တိုက်တွန်းခြင်းပါတယ်။ရောက်တဲ့မှာဘုရားသခင်သည်ကြည်ပါတယ်ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။